ရှင်စွာဖြတ်ခင်ဂုဏ်တော်ကိုချီးမွမ်းပါれအရှင်အဟုန်နဲ့တူတက်နေတဲ့ဒီနေ့ခင်မှာလူပေါင်းများစွာရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုရှိပါれအရာကတော့အိပ်ဆက်နိုင်ဖို့ခက်ခဲခြင်းပဲဖြစ်ပါれညဘက်မှာအတွေ့အကြုံများပြီးအိမ်ပျော်ရာမျိုးဖြစ်ဖူးပါသလားမနေ့ပြန်တွေ့ ဆွေးပူပန်မှုတွေကြောင့်နှစ်ချိုက်စွာအိတ်ဆက်ခြင်းနဲ့ဝေကွာနေပါသလားဒီနေ့မှာတော့ကျွန်ုပ်တို့ဘုရားသခင်ကအိတ်ဆက်ခြင်းနဲ့အနာယူခြင်းပေါ်ဘလို့ရှုမြင်တယ်လဲဆိုရင်တော့ကရခင်ပြီးနှစ်ချိုက်စွာအိတ်ဆက်နိုင်ဖို့နှုတ်ကပတ်တော်ကကျွန်ုပ်တို့ကိုဘလို့ကိုအားပေးထားတယ်လဲဆိုတာကိုဖတ်ရှုလေ့လာသွားကြမှာဖြစ်ပါတယ် အတူတကွာလည်လာဆင်ခြင်ကြပါစို့ကဘာဦးချံအခန်းကြီးနဲ့အငယ်နဲ့တထမနေ့ရဲ့ရောက်ရင်ဖျားခင်သည်ဖန်ဆင်းသောအမှုကိုလက်စသတော်မူခဲ့ပြီးသည် ဖြစ်၍ဖန်ဆင်းသမျှသော အမှုရာတို့သည် PCP မှာထိုတထမနေ့၌ရင်ဝတ်စွာနေတော်မူ၏ ပထမဦးစွာကျွန်ုပ်တို့နားလည်ရမှာကတော့အနာယူခြင်းဆိုတာကပြီးရင်ချင်းရဲ့လက္ခဏာမဟုတ်ပဲဖျားခင်ကိုယ်တော်တိုင်ဖန်ဆင်းခြင်းထဲမှာထည့်သွင်းပြီးခဲ့တယ်။တန်ရှင်သောအစီအစဉ်တစ်ခုဖြစ်ပါတယ်။အနန္တတကူတော်နဲ့ပြည်စုံပြီးမိတိအခါမှမပင်မမမိုးပန်းတတ်သောဖျားခင်ကိုယ်တော်တိုင်အလုံးနဲ့အနာယူခြင်းဆိုတဲ့ပုံစံကို ချမှတ်ပေးခဲ့ပါတယ်။ကုလိုလိုင်းကအနာယူခြင်းကိုကောင်းချီးပေးပြီးတန်ရှင်စေခဲ့တဲ့ဆိုရင်ကန့်သက်ချက်တွေရှိတဲ့လူသားဖြစ်တဲ့ကျွန်ုပ်တို့အတွက်အနာယူခြင်းဟာဘလောက်တောင်အရေးကြီးလဲဆိုတာကို သိထားရပါမယ်။ဆာလန်ချန်အခန်းကြီး129အငယ်1စောစောထားလျက်ညနေတိုင်းအောင်မအိပ်ပဲနေလျက် ပင်ပန်းစွာအစာစားလျက်နေတော်လဲအကျိုးမရှိအိပ်ပျော်ရသောအခွင့်ကိုချစ်တော်မူသောသူအားအမှန်ပြတော်မူ၏ကိုခွန်အားနဲ့ကိုစိုးရင်ပူပန်စွာနဲ့မနာမနေကြိုးစားရုံခံခြင်းဟာအချင်းဤဖြစ်တယ်လို့ဆိုထားပါတယ်။အားကြောင့်လဲဆိုတော့ကျွန်ုပ်တို့ရဲ့စင်မှန်တဲ့ပြင်ဆင်ပေးပိုင်ရှင်ဟာဖျားသခင်ဖြစ်လို့ပါ။ ကိုတော်ကမိမိချစ်သော သူတို့ကိုပေးတယ်လက်ဆောင်တွေထဲမှာအိပ်ပျော်ခြင်းဆိုတဲ့လက်ဆောင်လည်းပါဝင်ပါတယ်ဒါကြောင့်တင့်ရဲ့အိပ်ဆက်ခြင်းဟာဖျားခင်ရဲ့မေတ္တာလက်ဆောင်ကိုခံယူလိုက်ခြင်းဖြစ်ပါတယ်ပေဒရုဩဝါဒစာပထမဆုံးအခန်းကြီးကအငယ်ခုနှစ်သင်တို့ကိုတတိယချီးရှူတော်မူသောကြောင့် သင်တို့၌စွေရင်ခြင်းအမှုရှိသည်များတို့ကိုကိုယ်တော်၌အနံကြလောအိမ်မပျော်ခြင်းကိုဖြစ်စေတဲ့အကြီးမားဆုံးသောရန်သူဟာစွေရင်ပူပန်ခြင်းပဲဖြစ်ပါတယ်ညအိယာဝင်တဲ့အခါမလက်ဖြန်တွဲငွေကြေးတွဲမိသားစုတွဲဆိုပြီးစွေရင်စိတ်တွေရှိနေတတ်ပါတယ်ဒီချမ်းချက်မှာတော့လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တစ်ခုကိုပြထားပါတယ် အဲ့ဒါကတော့ကိုယ့်ရဲ့စိုးရိမ်ပူပန်စရာတွေကို ကိုယ်ကောင်းနေမှာစမထားပဲဆူတောင်းခြင်းအပြင်ဖရဲသခင်ပေါ်ကိုလွှဲအပ်လိုက်ပို့ပါပဲကျွန်ုပ်တို့အိပ်ပျော်နေချိန်မှာဘုရောကနိုးကြလျက်ရှိပြီးကျွန်ုပ်တို့ကိုဂရုစိုက်နေတယ်ဆိုတာကိုယုံကြည်လိုက်ပါဖိလပိဩဝါဒစာ အခန်းကြီး၄အငယ်၆မှ9 အပင်မှုကိုများဆိုရင်ချင်းမရှိပဲ အရာရာ၌ခြေဆုတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတ္ထနာပြုသောအပြင်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလောထို့သို့ပြုလျင်အဘယ်သူများကြံ၍မမီနိုင်သောဖျားသခင်၏ညီသက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကို ဆောင်းပါလိမ့်မည် ။ဆိုရင်ချင်းရဲ့ဖြည့်စည်းကတော့ထူထောင်ခြင်းပဲဖြစ်ပါတယ်။ကျွန်ုပ်တို့ဆိုရင်ဇာရယ်ကိုဖျားခင်ထံအနံလိုက်တဲ့အခါလူညံနဲ့အနာမလဲနိုင်တဲ့ဖျားခင်ရဲ့ညီသက်ခြင်းကကျွန်ုပ်တို့ရဲ့စိတ်နှလုံးကိုကောင်းကင်တမန်တပါလို့စောင့်ရှောက်ပေးပါလိမ့်မယ်။အရင်ညီသက်ချင်းကသာနှစ်ချိုက်တဲ့အစ်ဆက်ချင်းကိုဆောင်ချင်းပေးနိုင်ပါတယ်။ စာလံချံအခန်းကြီးလေးအငယ်ရှိငယ်မစွာအိပ်၍ပြောပါမည်အကြောင်းမူကားအကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကိုကုရောရှင်ထာဝရဘုရားသခင်အခွင့်ပေးတော်မူ၏ညအမောင်းအန်ဒီရဲ့မတိမချာမရေရာမှုတွေပေါ်ကြောက်ရွံ့စေကြောင့်သင်အိပ်မပြောဖြစ်နေပါသလား ဆာလန်ဆရာကတော့သူငယ်ဝှစွာအိမ်နေရခြင်းရဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းပြောထားပါတယ်။အဲ့ဒါကတော့သူ့ရဲ့လုံခြုံရေးဟာ သူ့ရဲ့အိမ်တကားတော်တွေပုံမှန်မဟုတ်ပဲထာဝရဘုရားပုံမှန်ဒီမီနေလို့ပါပဲ။ဘုရားသခင်ကသာကျွန်ုပ်တို့ရဲ့စစ်မှန်တဲ့လုံခြုံရေးဖြစ်ကြောင်းယုံကြည်လိုက်ပါ။ ုတ်တန်ချံအခန်းကြီး3အငယ်24အိတ်တော်ခါကြောက်စရာမရှိရကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်ဒီချမ်းချက်ဟာဘုရားခင်ရဲ့ပညာစကားကိုလိုက်လျှောက်သူတွေအတွက်ဂတိတော်ဖြစ်ပါလေမြတ်အိဆက်ချင်းဟာကြောက်ရွံ့စရာအချိန်မဟုတ်ပဲချုံမြင့်စွာအနားယူရမယ့်အချိန်ဖြစ်ဘုရားခင်ကသတ်မှတ်ပေးထားပါတယ် ။စာမန်ချန်အခန်းကြီး63အငယ်9အိယာပေါ်မှာကိုတော့ကိုအောင်းနေ၍ညရန်တို့၌ကိုတော့ကိုစင်ချင်ရဲ့နေတော့ခါစီဥကို၎င်းစူတော့အသားကို၎င်းစာ၍ဝါတကယ်သူ အကျွန်ုပ်၏ဝိညာဉ်သည်ဝါ၍ရှင်လန်းသောနှခမ်းနှင့်အကျွန်ုပ်၏နှုတ်သည်ကိုရောကိုချီးမွမ်းပါမည်။ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ကိုခန္ဓာကိုအနာပိယုံနဲ့မပြီးပါဘူးကျွန်ုပ်တို့ရဲ့စိတ်ဝိညာဉ်ကိုလည်းပြင်ဆင်ဖို့လိုပါတယ်အိယာဝင်တဲ့အခါတဏိတာရဲ့အစင်မပြေမှုတွေကို ပြင်ဆင်စားမဲ့အစားဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကိုယ်ကဆုံးရှုံးခြင်းတွေကိုပြန်လည်ဆင်ခြင်ပါနောက်ကဘတော်တစ်ပိုက်ကိုရွတ်ဆိုဆင်ခြင်ခြင်းကတင့်စိတ်ကိုညီသက်စီပြီး အိမက်ဆိုးရိအစားကောင်းကင်နိုင်ငံရဲ့အထွေခုံတွေကိုဆောင်ကျင်းပေးပါလိမ့်မယ်။အနာယုချင်းဟာဖျားသခင်ရဲ့သန့်ရှင်းတဲ့အစီအစဉ်ဖြစ်ပြီးအိဆက်ချင်းဟာကိုတော်ကမိမိချစ်တော်သူတို့ကိုပေးတဲ့မေတ္တာလက်ဆောင်ဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့အဆူရင်ပူပန်မှုတွေကြောက်ရွံ့ခြင်းတွေကိုဆူတောင်းခြင်းအပြင် ုရောထံအနံလိုက်တဲ့အခါကုရောပေးတဲ့ညီသက်ချင်းကကျွန်ုပ်တို့ကိုနှစ်ချိုက်စွာအိတ်ဆက်စီပါလိမ့်မယ်။ဒီညာသင်ကောင်းဖို့ကောင်းချလိုက်တဲ့အခါစိတ်ပြည့်စုံမှုများတဲ့ဒီတနေ့ရဲ့အဆုံးသတ်တစ်ခုဖြစ်မဟုတ်ပဲသင်ရဲ့စိတ်ကိုဝိညာဉ်တစ်ခုလုံးကိုချစ်တော်မူသောကောင်းကင်ဘရဲ့လက်ထဲကိုယုံကြည်စွာ အနံလိုက်တဲ့ဝိပုကိုပဲခြင်းတစ်ခုဖြစ်ရှင်မြင်လိုက်ပါ။အိကျဲချက်များကိုစဉ်နှလုံးသွင်းပြီးဖျားခင်ရဲ့ကြွယ်ကမှုအောက်မှာအိကျန်စွာ အနိုင်နိုင်စေဖို့ရာဝင်ငါပါတယ်။အချိန်ပေးနာဆင်ပေးလို့ဂျေစုတင်ပါတယ်။အလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ။အာမင်။